မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်6နှစ်ပေါက်ကြေးရွာအနီးနဲ့ညောင်ပင်ခွင်းကြေးရွာမှာအခြေစိုက်ထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်က3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျွန်လ15ရက်နေ့နေ့လယ်12နာရီလောက်မှာ6နှစ်ပေါက်ကြေးရွာအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ BKI တိုက်ရင်3တို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲဟာ ါမိနစ်30ခန့်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား2ဦးသေဆုံးပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဇွန်လ16ရက်နေ့ညနေ3နာရီလောက်မှာလဲညောင်မင်းကွင်းကျေးရွာအခြေဆိုင်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ96တပ်ရင်းအနီးမှာဘိတ်ခရိုင်တပ်ရင်း3တို့ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကတော့နှစ်နာရီနီးပါဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့ကြ ဘိတ်ခရိုင်တိုင်ရင်သုံးဘက်ကလည်းလက်နိုင်ငယ်များအပြင်၄၀မမဘုံသေးများနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ပွဲအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်သေးဆုံးခဲ့ပြီးတော့တအုပ်ထိခိုက်ဒဏ်ရာရရှိကဘိတ်ခရိုင်တိုင်ရင်သုံးဘက်ကလည်းအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးအင်အားကအတိအကျတော့မသိရသေးဘူး။အင်အားထပ်ဖြည့်ထားတယ်လို့တော့သိရတယ်။ရိတ်ခါနဲ့ခဲအန်းတွေပါဖြည့်ထားတယ်လို့သတင်းရထားပါတယ်။အခုထုတ်ပြန်တဲ့ဟာကကျွန်တော်တို့တိုင်ရင်သုံးနဲ့ဖြစ်တဲ့တိုက်ပွဲသတင်းမှာအခြားတော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီဖြစ်တဲ့ပွဲမှာရန်သူတေဆုံးတာတွေလည်းရှိပါသေးတယ် ရန်သူဘက်ကအာဏာတည်မြဲဖို့အတွက်အင်အားတွေထပ်တိုးထားပေမယ့်ကျွန်တော်တို့ဘက်ကလည်းပြည်သူကိုကာကွယ်ဖို့ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်လို့ People Defense Force ဘိတ်ခိုင်တိုင်ရင်းတုံးကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်တေဆုံးမှုတွေရှိပြီးတော့လက်နက်ခဲယမ်းများကိုလည်းတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မနက်7:00နာရီခန့်အချိန်မှာတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုကင်းဆက်လုတ်ကြီးရွာနီးတဝိုက်မှာတော်လိုင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိတော်လဲအရေးအတွက်ကိုတော့အတည်ပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့60မမဘုံဒီဆက်နှလုံး RPG ထိပ်ဖူးတစ်ခုတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါဗယ်အခုလိုမျိုးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဇွန်လ26ရက်နေ့မနက်7:00နာရီမိုးလွဲ7:00နာရီနဲ့ညနေ9:00နာရီခန့်တို့မှာအကြမ်းဖက်စစ်တပ်ရဲ့ MI 35ရဟတ်ယာဉ်3စင်းနဲ့ကင်းစက်လုံးခြေပါပဝင်းကျင်ကိုပြစ်ခိုက်တိုက်ခိုက်သွားတယ်လို့သိရပါဗယ်၎ င်းတက်ခတ်မှုကိုမြင်းချန်ခရအမှတ်3တက်ရင်နဲ့ညောင်ဦးခရအမှတ်5တက်ရင်တို့ကပူးပေါင်းတက်ခတ်ခဲ့ပြီးတော့အဲ့ဒီစစ်ကြောင်းဟာဇွန်လ28ရက်နေ့မနက်အစောပိုင်း3နာရီလောက်မှာကင်းဆက်လုတ်ကြေးရွာကနေပြီးတော့မတရားနယ်ရဲစခန်းကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ AOD တိုင်းအင်ဂဘူမြို့နယ်မှာရှိတဲ့ဘဲပြားကုန်းနဲ့စာစီကုန်းကြီးပါများကစစ်ကောင်စီစခန်းများကိုအရခတ်တက်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့တွေတပ်ဆွဲနေတဲ့ဘဲပြားကုန်းနဲ့စာစီကုန်းကြီးပါများကစခန်းတွေကိုမနေ့က26ရက်နေ့ညပိုင်းမှာ အေအေနဲ့ပူပေါင်းတပ်ဖွဲ့များကသိမ်းပိုက်လိုက်ပြီးတော့လက်နက်ခဲယမ်းအများပြားကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။နယ်မြေရှင်းလင်းပြီးမှစစ်ခွေးအလောင်းတွေအစုလိုက်အပုံလိုက်တွေ့ရပါတယ်။လက်နက်တွေလည်းအများကြီးရလိုက်ပါတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားနေတဲ့အဲ့ဒီကြေးရွာများကိုမနေ့ကမနက်ပိုင်းမှာလေကြောင်းကနေခုခံတိုက်ခိုက်ခဲ့ပြီးတော့ညနေပိုင်းမှာတော်လိုက်တပ်ဖွဲ့များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခတ်မှုများကြောင့်စာစီကုန်းရွာကနေအိမ်တဝက်လောက်ဟာမိလောင်ပျက်စီးသွားတယ်လို့သိရပါဗျ။မနေ့ကမနက် က်ပိုင်းမှာဘကိုးတိုင်းအနောက်ချမ်းပရောင်းတက်နယ်တဲကစစ်တုံးထရက်ကားနှစ်စီးအပြည့်နဲ့လက်နက်ငယ်ကြီးစံတက်တာများကိုပသိမ်မုံရွာလမ်းအတိုင်းအေရော်တီတိုင်းဘက်ကိုထွက်ခွာသွားတယ်လို့ဒေသခံများထံကသိရပါဗျ။ကျောက်ဖူးအခြေဆိုင်အမတ်ကိုကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ6ကလက်နိုင်ငယ်ကြီးစံများကိုဂွင်းကောင်အင်ကဘူဘက်တွေကိုတွားရောက်ပြီးတော့ပေးဝေခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်ထံကသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မဂွေတာစိတ်ဖြူမြို့နယ်မှာရှိတဲ့အမှတ်21ကာကွယ်ပစ္စည်းဆက်ရုံကပ္ပစာ21ကိုလက်ရှိတအားပေးနေတဲ့မီးလိုင်းကိုပြင်ဆင်ဖို့လာတဲ့စစ်ကြောင်းကိုနှစ်ရက်ဆက်တိုက်တိုက်ခတ်ရာစစ်သား3ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ26ရက်နေ့ညနေ9:00နာရီခန့်မှာတကြိမ်အဲ့ဒီနေ့ည10:15မိနစ်ခန့်မှာတကြိမ်ဇွန်လ28ရက်နေ့မနက်9:00နာရီခန့်မှာတကြိမ် စိုက်ဖြူမြို့နယ်အတွင်းမှာရှိတယ်။အကြမ်းဖက်စစ်တပ်လက်နက်ထုတ်လုပ်ရေးစက်ရုံကပ္ပစ21ကိုမီးလိုင်းပြင်ဖို့အတွက်စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးပြီးတော့တော်လိုင်းအဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ်။စစ်ခွေးအင်အားက150လောက်ပါပါတယ်။အသေးအပြောက်ကတော့အတိအကျမသိရသေးဘူး။ဒဏ်ရာရတဲ့ကောင်တွေသူတို့ရုံထဲမှာနေကုနေတာဆိုတော့ ခုနှစ်ယောက်တော့ရှိတယ်မိုင်းထီလို့သေးတာကနှစ်ယောက်လက်နက်ကြီးထီတာကငါးယောက်ဆိုတော့ဒဏ်ရာရတာဒီပေါ့သုံးယောက်လောက်ကတော့သေဖို့များတယ်အဲ့ဒီစစ်ကြောင်းကစိတ်ဖြူဘောလုံးကွင်းထဲကိုကော့ဘတ်ဆာ21ကိုစုတ်ခွာသွားတာပါကျွန်တော်တို့တပ်ဖွဲ့အနေနဲ့မြေပြင်စစ်ကြောင်းတွေကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်နေမှာဖြစ်ပြီးတပ်ဖွဲ့ရဲ့လိုအပ်ချက်များရှိနေတဲ့အတွက်လည်းပြည်သူများအနေနဲ့ကုညီပံ့ပိုးပေးကြဖို့အကူအညီတောင်းခံကြပါတယ်လို့ People Defense Force 6 တခင်ဖိုးလာကြီးတက်ခွဲကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ Phoenix ကပြောပြထားပါဗျ။၎င်းတက်ခတ်မှုကို6တခင်ဖိုးလာကြီးတက်ဖွဲ့နဲ့မဟာမိတ်ပူပေါင်းတက်ဖွဲ့ဖြစ်တဲ့ပခုတ်ကူခရိုင်အမှတ်လေးတက်ရင်စလင်းမြုံနယ်ပကဖဇုံ3တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဇွန်လ29ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကပစ21ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာကပစဆက်ယုံနဲ့တက်များတီးရှိနေတော့လေ တော်လိုင်းတပ်များရဲ့မကြာခဏတိုက်ခိုက်ခံရမှုများကြောင့်စစ်တပ်စစ်ကြောင်းများဟာအပြင်ထွက်ရန်မထွက်ရဲတော့ဘဲနဲ့မိမိတို့ရဲ့စခန်းများအတွင်းထဲမှာသာခြေကုပ်ယူနေကြတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းကရုရှားနိုင်ငံဘာရတိုင်ပြည်နယ်ကိုလာရောက်ရမှုဟာစိတ်ချမ်းသာတဲ့အတွက်၃ချိန်မြောက်လာလေခဲ့ပြီးနောက်ထပ်လည်းလာနိုင်ဖို့အတွက်စ조사သွားမယ်လို့ထုတ်ဖော်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ29ရက်နေ့ကစစ်ခွေးမင်းအွန်လိုင်းကရုရှားနိုင်ငံဘာရတိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့အချိန်အခုလိုမျိုးထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးတော့အခုလိုပြောဆိုမှုကိုလည်းဒီကနေ့ထုတ်စစ်ကောင်စီရဲ့သတင်းစာများမှာပြန်လည်ဖော်ပြထားတယ်လို့သိရပါဗျ။ အင်မတန်မှစိတ်ချမ်းသာပါတယ်လားတာတာယာလပါတဲ့ဒေတာတစ်ခုပေါ့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုကိုကျွန်တော်လာရတယ်လို့ခံစားရပါတယ်ကျွန်တော်၃ချိန်ရှိပြီလာတာကိုဒေတာကိုလာရတယ်လို့ကျွန်တော်ရင်းနှီးတဲ့စိတ်ရှိပါတယ်နောက်ထပ်လဲလာနိုင်ဖို့ကျွန်တော်စူးစမ်းအောင်မယ်လို့ပြောလိုပါတယ်လို့မင်းအွန်လိုင်းကရုရှားခြေစိုက်မီဒီယာများကိုဖြေဆိုခဲ့ပါတယ် စစ်ခွေးမင်းအောင်လိုင်းကရုရှားနိုင်ငံဘာရတိုက်ပြည်နယ်နဲ့ကျမ်းမာရေးပညာရေးပူးပေါင်းဆောင်ရွက်ရေးကမ်းလှမ်းချက်များကိုလက်ခံသွားမှာဖြစ်ပြီးတော့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့လည်းပူးပေါင်းရန်ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်ကြောင်းပူးပေါင်းလုပ်ရမယ့်နယ်ပယ်များစွာလည်းရှိနေကြောင်းပြောဆိုသွားပါတယ်ရုရှားနိုင်ငံဘာရတိုက်ပြည်နယ်အုပ်ချုပ်ရေးမှူးကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ Rapid Bio စေဝါကုမ္ပဏီရဲ့စေဝါနည်းပညာနဲ့ပတ်သက်ပြီးတော့ပစ္စည်းတင်သွင်းရန် register များလုပ်နေကြောင်း ဦးလင်းဦးဒီကထုတ်လုပ်ထားတဲ့ရဟတ်ရင်နဲ့ပတ်သက်ပြီးတော့ပို့ဆောင်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကိုလည်းလုပ်ရန်စီစဉ်ထားကြောင်းပြောဆိုလိုက်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံကရုရှားဘာသာစကားပညာသင်ကြားနေတဲ့ဆရာများကိုထပ်ဆင့်ပြီးတော့သင်တန်းများပေးရန်အဆင့်မြင့်တဲ့သင်တန်းများပေးရန်အတွက်ဘာရတိုက်ပြည်နယ်ကသင်ကြားပေးနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ဘာရတိုက်ပြည်နယ်မှာရှိတဲ့တက္ကသိုလ်များမှာလည်းမြန်မာဘာသာစကားကိုသင်ကြားရန် မြန်မာဘာသာစကားဌာနဖွင့်လျက်အထီးလဲရည်ရွယ်ပြီးတော့ဆောင်ရွက်နေကြောင်းပြောဆိုလိုက်ပါတယ်။နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြင့်တင်ရန်လဲသဘောတူညီတယ်လို့ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်ကိုစစ်ကြောင်းထိုးနေတဲ့အချမ်းမတ်စစ်တပ်ကပြည်သူ့နှောက်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ခြေရွာ6ရွာကနေအိမ်တရားနီးပါးကိုမိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ကစတင်ပြီးတော့ညောင်ဦးမြို့နယ်နဲ့တောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အချမ်းမတ်စစ်ကောင်စီတပ်သားများဟာခြေရွာများကိုဇက်တိုက်ဝင်ရောက်စီးနင်းပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးသွားတယ်လို့သိရပါဗျ။အချမ်းမတ်စစ်တပ်ရဲ့မိရှုဖျက်ဆီးမှုကြောင့်ညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့စင်သားမွေးရွာကနေအိမ်အလုံး20 ကမ္မရွာကနေအိမ်56လုံးတနပ်ပင်ရွာကနေအိမ်တစ်လုံးနဲ့ဈေးမကြီးရွာကနေအိမ်အလုံး20မိလောင်ပြကြသွားခဲ့ရတယ်လို့သိရပါတယ်ဇွန်လ29ရက်နေ့ကလည်းတောပြရွာကနေအိမ်6လုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့ပြီးတော့တောင်သာမြို့နယ်ကကင်းစလုတ်ခြေရွာကိုလည်းမိရှို့ဖျက်ဆီးသွားတယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်ဟာတောင်သာမြို့နယ်ကင်းစလုတ်ခြေရွာကပြည်သူနှအုပ်ကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ပြည်သူတအုပ်ကိုလည်းမိရှို့ဖျက်ဆီးကပြည်သူတအုပ်ကိုတော့သုံးပိုင်းပိုက်ပြီးတော့တပ်ဖြတ်သွားတယ်လို့သိရပါတယ် ်အတေးရောက်စေချောင်းကဒီတစ်ခေါက်ရွာ6ရွာကိုမိရှုဖျက်ဆီးသွားပါတယ်ညောင်ဦးမြို့နယ်က9ရွာနဲ့တောင်သာမြို့နယ်က10ရွာတို့ကိုမိရှုဖျက်ဆီးသွားတယ်ညောင်ဦးမြို့နယ်အတွင်းမှာကတော့ဖမ်းဆီးခံရတာပဲရှိတယ်အသက်မခံရပါဘူးတောင်သာမြို့နယ်ကင်းဆက်လုံကျေးရွာကပြည်သူ9ဦးအသက်ခံရတယ်လို့တော့ကြားတယ်တယောက်ကသုံးပိုင်းပိုက်ခရပြီးတယောက်ကိုမိရှုပြီးတတ်သွားတယ်လို့ကြားပါတယ်ကင်းဆက်လုံကျေးရွာကအသက်ခံလိုက်ရတဲ့အခြေအနေနဲ့မိရှုခံရတဲ့အခြေအနေကိုတော့အတီးပြုလို့မရသေးဘူးလို့ညောင်ဦးပကဖကတောင်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင် ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ